မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 3ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်ကဂိုစီယိုတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားအယောက်150ကျော်တေဆုံးပြီးတဲ့နောက် ဂုံစီယိုစခန်းကိုအာရခတက်တော် AA ကတိမ့်ပိုက်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ2ရက်နေ့ညပိုင်းကစစ်ကောင်စီရဲ့ဆက်သွယ်ရေးအတွက်အရေးပါလာတဲ့ရခိုင်မကွေးနယ်စပ်ပေါ်ကဂုံစီယိုစခန်းကို AA ကတိုက်ခိုက်တိမ့်ပိုက်လိုက်ပြီးတော့စစ်ကောင်စီတပ်သား90ကျော်ကိုလည်းလက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းအရင်းမြစ်ကပြောပါရယ်။ဂုံစီယိုမှာတိုက်ပွဲက၄ရက်လောက်ကိုပြင်းထန်ခဲ့ပါရယ်။အခုကတော့အကုန်လုံးဆုတ်သွားပါပြီ။ AA ဘက်ကတိမ့်လိုက်ပြီးလို့ရှေ့တန်းသတင်းအရင်းမြစ်ကပြောပါရယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားအယောက်150ကျော်တေဆုံးပြီးတော့90ကျော်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ AA င်းနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်ဂုတ်စီယုတ်ချေးရွာအနီးမှာအမတ်69ချင်းမြတ်တမဌာနချုပ်နဲ့လက်အောက်ခံတရင်တွေဟာအင်အားခိုင်မာတဲ့ကိုခုခံနေတာဖြစ်ပါတယ်တစ်ဖက်မှာလည်း ULAAA နဲ့စစ်ကောင်စီတို့ဟာအပြစ်ခတ်ရဲစဲရေးဆွေးနွေးညှိနှိုင်းတော့မဲ့အလားအလာတွေရှိနေတယ်လို့နိုင်ငံရေးလှိလာတုံးသက်သူတွေကပြောနေကြပါတယ်အရခတက်တော်ဘက်ကရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းပဲခူးတိုင်း AR တိုင်းတို့ကိုအရခတက်တော် AA ကထိုးစစ်ဆင်တော့မဲ့အနေထားနဲ့တရင်တပ်ပုံတွေကိုလည်းထုတ်ပြန်ခဲ့ပါသေးတယ်နှစ်ဖက်တိုက်ပွဲတွေဟာအမ်ဘရန်လန်းနဲ့ တောင်ကုန်းဝရောင်းလမ်းပိုင်းတွေမှာဆက်လက်ပြီးတော့ပြင်းထန်နေပြီးစစ်ကောင်စီဘက်က drone နဲ့ကင်းထောက်လေယာဉ်တွေကိုအသုံးပြုနေတာပဲဖြစ်ပါတယ်။စခန်းသိမ်းတိုက်ပွဲပြီးတဲ့နောက်မှာဂုံစီယိုချီရွာကို drone နဲ့ဘုံကျဲချမှုကြောင့်နေအိမ်အများပြားမိလောင်ကျွမ်းခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့အခြေစားခမရ916တပ်ရင်းမှာစစ်သားချင်းချင်းစကားများရန်ဖြစ်ရာကနေပြစ်ခတ်မှုဖြစ်ပွားကတက်ချက်တအူးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ၁ရက်နေ့ညပိုင်းမှာနမ်ဆန်မြို့အခြေဆိုင်အမှတ်၅၁၆ချင်းမြန်တရင်မှာကင်းဆောင်နေတဲ့တပ်သားတအုပ်ကိုမူးယူပြီးတော့ပြန်လာတဲ့တပ်ချက်ကဆဲဆိုရိုက်နေရာကနေစကားများရန်ဖြစ်ပြီးပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်းမှာတပ်ချက်တအုပ်ပွဲချင်းပြီးတိတ်ဆုံသွားပြီးတော့ဖေဖော်ဝါရီလ၂ရက်နေ့မှာ၎င်းရဲ့ရုပ်အလောင်းကိုနာရီတချို့ပြီးစီးခဲ့တယ်လို့သိရပါတယ်။နမ်ဆန်က၅၁၆တပ်ရင်မှာ တက်ကြက်နဲ့တက်သားတနက်နဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်တက်ကြက်ကမူယူပြီးတော့ကင်းဆောင်နေတဲ့တက်သားကိုသွားရစ်ရာကနေပြန်ပြောလို့ဆိုပြီးတော့ရိုက်နှက်ပြီးတော့စကားများကြပါတယ်ပြီးတော့တက်သားကအသိရှိနေတဲ့တနက်နဲ့မူးနေတဲ့တက်ကြက်ကိုပြစ်တာနာရီးကမနေ့ကမှပြီးတယ်ပြစ်ခတ်တဲ့တက်သားကိုလည်းဖမ်းဆီးထားပါတယ်လို့တက်တွင်းသတင်းရေးမြစ်ကပြောပြထားပါတယ် ဒါ့အပြင်မကွေးတိုင်းအောင်လံမြို့မှာလောင်ကစားဝိုင်းအတွင်းဝင်ရောက်ဆဲဆိုရိုက်နှက်တဲ့ရွာထောင်ရက်ွက်ယာယီမှုအောင်ကြော်မြင့်ဓာတ်နဲ့ထိုးခံရပြီးတော့တေဆုံးသွားခဲ့ကြောင်းကိုဒေသခံပြည်သူများကသတင်းပေးပို့ထားပါတယ်။ဖေဖော်ဝါရီလ၁ရက်နေ့ည၈နာရီကမှရွာထောင်ရက်ွက်စာပါရက်ယာယီမှုအောင်ကြော်မြင့်ဟာပုံတူလောင်ကစားဝိုင်းကိုတွားရောက်ပြီးတော့တရက်ကွက်ထဲမှာနေထိုင်တဲ့ကိုစနေဆိုသူကိုပတ်ရပြီးဆဲဆိုချင်းချောက်ရာကနေစကားများရန်ဖြစ်ခဲ့ကြတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဒါနဲ့အထိုးခံလိုက်ရတယ်လို့ပြောပါတယ်။ယာယီမှုအောင်ကြော်မြင့်ရဲ့လေဘင်းနဲ့ခန္ဓာကိုယ်အနှံ့မှာ ဓားနဲ့ထိုးခံရပြီးတော့ရရှိထားတဲ့ဒဏ်ရာများနဲ့စေယုံမှာညတကောင်ရဲ့အချိန်ပင်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။ရွာထောင်ရက်ကွက်ယာယီမှုအောင်ကျော်မြင့်ကပုံလူလောင်းကစားဝိုင်းကိုလာပြီးတော့တရက်ကွက်ထဲနေတဲ့ကိုစနေဆိုတဲ့သူကိုပားရိုက်ဆဲဆိုချင်းချောက်ရာကနေစကားများရန်ဖြစ်တာလို့သိရတယ်။ကိုစနေကလည်းသူ့မှာပါလာတဲ့ဓားနဲ့လယ်ဘေးနဲ့ခန္ဓာကိုယ်အနှံ့ကိုဓားနဲ့ထိုးတာ ဈေးရုံရောက်ပြီးတော့တည်တယ်လို့ကြားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။တည်ဆုံးသွားတဲ့ယာယီမှုအောင်ချုံမြင့်ဟာရက်ွက်နေပြည်သူများအပေါ်ကိုရိုင်းဆိုင်မောက်မာခြင်းစစ်မှုထမ်းစည်ရဲများကိုတတ်တက်ကြွကြွလှုပ်ဆောင်ပေးနေသူဖြစ်ပြီးတော့သူတရင်ပေးတိုင်ကြားလို့ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေလည်းရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ဆလာပြီတော့တင်ဆက်ပေးရမယ်တရင်ကတော့စကိုင်းတိုင်းအရာတော်မျိုးနဲ့ငွေတွင်းရွာစစ်တပ်စခန်းကနေထွက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား5ဦးတေဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မနေ့ကဖေဖော်ဝါရီလ2ရက်နေ့မနက်9:30မိနစ်အချိန် အင်းအား40ခန်းနဲ့ရာတော်မြို့နယ်ငွေတွင်းရွာပြူစောတိစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတိများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များပူးပေါင်းပြီးတော့ခြုံခိုတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲနိုင်ဝက်ခံဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား5ဦးသေဆုံးက3ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပြီးတော့ငွေတွင်းပြူစောတိစခန်းထဲကိုပဲပြန်ဆုတ်သွားပါတယ်ဒီနေ့အထိပြန်ထွက်လာတာမျိုးတော့မရှိသေးပါဘူးစစ်ရဲအရှိန်မြင့်လာတာနဲ့အမျှစစ်ရဲသတိရှိကြဖို့တပ်ဖွဲ့အသီးသီးတွေလည်းကိုယ့်အလုပ်ကိုလုပ်ကြဖို့အကြံပြုချင်ပါတယ်ပြီးတော့တိုက်ပွဲတွေအခုထက်ပိုပြီးတော့အရှိန်ဟုန်မြင့်ဖို့အတွက် ထောက်ဖို့အားတွေနဲ့ဝမ်းဝန်းကူညီပံ့ပိုးပေးကြဖို့ကိုမြစ်တာရက်ခံကြပါတယ်လို့မုံရွာခရိုင်အမှတ်16တက်ရင်ရောင်နေဦးတက်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတက်ခတ်မှုကိုမုံရွာခရိုင်ဘျူဟာ66စစ်ကြောများဖြစ်ကြတယ်မုံရွာခရိုင်တက်ရင်အမှတ်16တက်ရင်အမှတ်21တက်ရင်အမှတ်26တက်ရင်အရာတော်မြို့နယ်ပကောက်ဖအဖွဲ့များနဲ့အတူအခြားမဟာမိတ်အဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲသခိုင်းတိုင်းသခိုင်းမြို့ထုံးဖို့ရက်ွက်မှာ ပြည်သူစစ်နယ်စစ်သားစုဆောင်ရေးလုပ်နေတဲ့ပြူစောတိမျိုးတပ်ဦးဦးဆောင်တဲ့အဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကသတင်းပေးပို့ထားပါတယ်ဖေဖော်ဝါရီလ2ရက်နေ့မနက်4:40မိနစ်ခန့်အချိန်နဲ့မနက်4:50မိနစ်အချိန်တို့မှာမိုင်းနှလုံးနဲ့သခိုင်းမျိုးအတွင်းကိုဝင်ရောက်ပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ပြူစောတိမျိုးတန်ဦးဦးဆောင်တဲ့အဖွဲ့ဟာပြည်သူစစ်နဲ့စစ်သားများလိုက်လံစီးယုံနေတဲ့အတွက်သတိပေးတဲ့အနေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မျိုးတန်ဦးကိုယ်တိုင်အသက်အန္တရာယ်မစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာမျိုးတော့ရရှိထားပါတယ် မိုင်းပွိုင်းနှစ်ပွိုင်းနဲ့ဖောက်ခွဲတာပါကျွန်တော်တို့ကအချိန်မရွေးသူတို့ကိုဝင်ပြီးတော့လှုပ်လို့ရတယ်ဆိုတဲ့သဘောမျိုးသတိပေးချင်တာရဲ့သူတို့ရဲ့လှုပ်ရတွေကိုရတန်းကနေရက်ဖို့သတိပေးချင်ယုံပါပဲဆိုတော့ကြီးကြီးမားမားတော့မလှုပ်ခက်လိုက်ဘူးသူတို့အဖွဲ့ကဆယ်ကဏန်းလောက်ပဲရှိအောင်ပဲအခုမှစပြီးတော့ဖွဲ့စည်းကြတာဆိုတော့လူကြီးအရေးအတွက်ကတော့အတိအကျကျွန်တော်တို့စုံစမ်းနေသေးပါ ခံမန်းကြီးကတော့10ဦးနဲ့အထက်ပေါ်လို့လင်းယုံကြီးအောင်ပျောက်ကြတဲ့ဖွဲ့ကတောင်းရှိသူတူကပြောဆိုထားပါတယ်။သခိုင်းမျိုးထုံးဖို့ရက်ွက်မှာပြူစောတိမျိုးတန်ဦးကဥဆောင်ပြီးတော့ထုံးဖို့အရေးပေါ်ရှာဖွေကဲဆဲအရေးနဲ့အရက်မိသားတပ်ဖွဲ့ကိုဖွဲ့စည်းထားတယ်လို့သိရပါတယ်။အဲ့ဒီအဖွဲ့ကစစ်ကောင်စီတပ်နဲ့ဓာတ်ရိုက်ပတ်သက်ဆက်နွယ်နေခြင်းပြည်သူများကိုဖမ်းဆီးရမှာလိုက်လံကူညီပေးနေခြင်းပြည်သူများရဲ့အသွါအလာများကိုစောင့်ဆိုင်းပြီးတော့စစ်ကောင်စီထံကိုတရင်ပေးဖမ်းဆီးခန်းခြင်းတို့ကိုပြုလုပ်နေတဲ့အတွက် သိရှိထားရတဲ့သတင်းအချက်အလက်များကြောင့်ပထမဦးဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်တဲ့သတိပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်နဲ့ပတ်သက်ဆက်နွယ်သူများအလုံးအများဆုံးဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ကြရန်အလင်းဝင်ရောက်ခြင်းမရှိပါကနန်းစီတရဝန်ထမ်းများကိုအချိန်မရွေးဝင်ရောက်ပြီးတော့ဖမ်းဆီးသွားမယ်လို့လင်းယုံကြီးအောင်ပြောကြားတဲ့ဖွဲ့ကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်မှာစစ်ကောင်စီတပ်တွေဟာတပ်သားတက်၃ယောက်ထွက်ပြေးသွားတာကိုလိုက်ရှာနေတဲ့အချိန်တော်လိုင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတော့၂ယောက်တိမ်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁ရက်နေ့နေ့လယ်၁၂နာရီဝန်းကျင်အချိန်မှာအင်အား၃၀ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တပ်ရင်း၃၈၃ညနဲ့တပ်ခွဲ၃တို့ဟာမင်းလာမြို့နယ်စမ်းဘုတ်အုပ်စုကျုံကုန်းကြီးရွာချောင်းမကြီးတရာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီစစ်ကြောင်းကစစ်သားတွေကခလာရတက်တက်ကစစ်သားတွေတပ်သားတက်၃ယောက်ကထွက်ပြေးလို့ဆိုပြီးတော့လိုက်ရှာနေကြတာကျွန်တော်တို့ရဲဘော်တွေကလည်းအဲ့ဒီနားမှာကင်းဆောင်နေတာတွေရှိတော့အနီးကပစ်ကြတာဘောလို့တရားဝင်ခိုင်တိုင်ရင်၃၈၃၉နဲ့တော်ဝင်ရှိသူတို့ကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သား၂ဦးတေဆုံးသွားတာကိုမျက်မြင်တွေ့ခဲ့ရပြီးတော့၅ယောက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်တေဆုံးတဲ့ဒဏ်ရာရတဲ့စစ်သားတွေကိုစစ်ကောင်စီတပ်သားတွေကသူတို့ရဲ့စိန်ကန့်လက်ရွာအခြေဆိုင်ခလာရတက်ထဲကိုပြန်လည်တဲဆောင်သွားပြီးတော့တော်လိုင်းရဲဘော်၂ဦးကလည်းအဲ့ဒီတိုက်ပွဲမှာမ မစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့လည်းတိုက်ပွဲတွေပြင်းထန်လာနိုင်တာကြောင့်ပြည်သူလူထုတွေအနေနဲ့စစ်ကောင်စီတပ်သားတွေနဲ့အနီးကပ်သွားလာနေထိုင်တာမျိုးမပြုတ်လောက်ကြဖို့ကိုလည်းတရားရီခဲတရင်38 3ညနှစ်ကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်မြို့မှာရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကစစ်တပ်နဲ့ပူးပေါင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှဉ်မှုများလုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလပိုင်းကစတင်ပြီးတော့ပြည်မြို့ခုနှစ်ရက်ွက်ရာအိမ်မှုကြော်မျိုးနိုင်တဲ့လူမိုက်အဖွဲ့က ခုနှစ်မြင်းဆောင်ခုနှစ်လမ်းမှာရှိတဲ့ကတ်ကျော်ငင်းကြရေးဖရာညောင်မေအောက်မှာစခန်းချစုဖွဲ့ကြပြီးတော့ညာတိုင်းရက်ကွက်အတွင်းမှာအစင်းစစ်ဆေးခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့လူငယ်များကိုဖမ်းဆီးငွေငယ်ခြင်းများကိုလှုပ်ဆောင်နေတယ်လို့ပြောပါတယ်။ဖမ်းဆီးရရှိထားတဲ့လူငယ်တအူးကိုငွေချက်3000နဲ့ပြန်လဲရွေးထုတ်ခိုင်းပြီးတော့ ပတ်စံမပေးနိုင်တဲ့သူတွေကိုတော့စစ်တပ်ထဲကိုပို့ဆောင်နေတယ်လို့သိရပါဗျ။အဲဆင်းစစ်ဆေးရမှာလဲတကားမဖွင့်ပေးတဲ့နေအိမ်များကိုရိုက်ချိုးဝင်ရောက်ပြီးတော့ပြည်သူများကိုရိုက်နှက်ချင်းများကိုလဲလုံဆောင်နေတယ်လို့ပြည်သူများကတိုင်ကြားထားပါဗျ။ပြည်မြို့9ရက်ကွာမှာနေတဲ့ယာအိမ်မှုကြော်မျိုးနိုင်ဆိုတဲ့ကောင်ကညဆိုရင်လူဆွဲငွေညစ်တာတွေလုပ်နေပါတယ်။လူဆွဲတာတောင်မှကြော်မျိုးနိုင်နဲ့သူ့ရဲ့လူမိုက်အဖွဲ့ကစစ်တပ်ယူနီဖောင်းတွေဝတ်ပြီးတော့ဆွဲတာပါ။ညဆိုရင်9မြင်းဆောင်9လမ်းကကတ်ကြော်ငင်းကြရေးဖျားကညောင်ပင်အောက်မှာ ပေါက်စားလူစုပြီးတော့ ASN နေစစ်တယ်လုံခြုံရေးအရာစစ်တယ်ပြောပြီးတော့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတာပါသူတို့ဖမ်းပြီးတာနဲ့ချက်ချင်း390နဲ့ရွေးနိုင်ရင်တော့ပြန်လွတ်ပေးတယ်မပေးနိုင်တဲ့သူတွေဆိုရင်တော့စစ်တပ်ထဲကိုထည့်လိုက်တာပဲလို့ဒေသခံပြည်သူတို့ကတိုက်ကြထားပါတယ်အလားတူပဲအေရဝတီတိုင်းပတ်သိမ်ခရိုင်ငပူတော်မြို့တောင်ပိုင်းရက်ကွက်အုပ်ချုပ်ရေးမှူးမိုးကြော်နဲ့အဖွဲ့များကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကစစ်တပ်ထဲကိုပို့ဆောင်တဲ့အပြင် ငွေထုတ်ချေးပြီးတော့စစ်သားဖြစ်တဲ့စုဆောင်မှုများကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်။မပူတော်မျိုးတောင်ပိုင်းရက်ကွက်အတွင်းအင်ဂျီတထောင်ခန့်ရှိပြီးတော့တအင်းကိုတလကိုငွေကျပ်26000ကောက်ခံခဲ့တယ်လို့သိရပါတယ်။အခုလကစတင်ပြီးတော့တအင်းကိုငွေကျပ်6000ကျပ်အထိကိုတိုးမြင့်ပြီးတော့ကောက်ခံလာတယ်လို့ပြောပါတယ်။အုတ်ချုပ်ရေးမှုမိုးကြော်နဲ့အဖွဲ့ဟာလစဉ်တိန်းကိုရာချီဝင်နေပြီးတော့လက်ဖျားမှာငွေသီးနေတဲ့အုတ်ချုပ်ရေးမှုမိုးကြော်နဲ့အဖွဲ့ကလူငယ်များနဲ့လူငယ်များရဲ့မိဘများကိုငွေချေးများချင်းကားပြီးတော့ အကျွေးပြန်အဆက်မခံပဲစစ်တပ်ထဲကိုအကျွေးနဲ့နှိမ်ပြီးတော့ပို့ဆောင်နေတယ်လို့သိရပါဗျ။ငပူတော်တောင်ပိုင်းရွှေဝါထုံးရက်ကွက်မှာနေတဲ့ဒေါ်အေးမူရဲ့သားကိုအုပ်ကြီးကဖဲဝိုင်းမှာဖဲချဖို့အတွက်ငွေ52သိန်းထုတ်ပေးတယ်။အတိုးကတလကို8သိန်းယူတယ်။အတိုးနဲ့အရင်ပေါင်းရင်တော့သိန်း90ပေါ့။ဟိုကဖဲရှုံးပြီးတော့ပြန်မဆက်နိုင်တော့စစ်မှုရန်အဖြစ်နဲ့မင်းစစ်ထဲလိုက်မယ်ဆိုရင်သိန်း60ပေးမယ်အကျွေးလဲကြေးနောက်ထပ်10သိန်းလဲရမယ်ပေါ့အုတ်ကြီးမိုးကြော်ပေးနေတဲ့ပတ်စံတွေကလည်းပြည်သူတွေစီကလာစဉ်ကောက်ထားတဲ့ပတ်စံတွေပါပဲ ်မနေ့ကမေလာကနေစပြီးတော့တအိမ်ကို2600ကျက်နဲ့အိမ်တော်စုပေါင်း1000ကိုကောက်ခဲ့တာ6လရှိနေပြီဒီလာကနေစပြီးတော့တအိမ်တော်ကို6000ဆိုပြီးတော့တိုးကောက်တယ်အဲ့ဒီပတ်စံနေနဲ့ပဲလူငယ်တွေနဲ့မိဘတွေကိုငွေတို့ချေစားပြီးစစ်သားလိုက်စုနေတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်အုတ်ချုပ်ရေးမှုမိုးချုံတဲ့အဖွဲ့ကစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ငွေကြေးကောက်ခံမှုများကို ိုင်ကြားလာပါကတိုင်ကြားတဲ့သူနဲ့တိုင်ကြားတဲ့သူရဲ့မိသားစုဘောပါဖြက်စင်းနှင်းချေပြမှာဖြစ်ကြောင်းတားရောက်ကြားလေးရှိသူဆိုပါကစစ်တပ်ထဲကိုပို့မှာဖြစ်ကြောင်းစတယ်ပုံစံအမျိုးမျိုးနဲ့ပြည်သူလူထုကိုချင်းချောက်တဲ့ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။